မြန်မာနိုင်ငံမှာအိမ်ချမ်းပြေဈေးကွက်ကနေတဆင်ငွေမဲတွေစီဝင်မှုတွေရှိနေတဲ့အတွက်သိန်းတထောင်အထက်ကျော်လွန်တဲ့ရှားဝယ်မှုတွေအတွက်အိမ်ချမ်းပြေဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ငွေကြေးဆိုင်ရာစုံစမ်းထောင်လည်ရေးတပ်ဖွဲ့ FIU ကိုတရင်ပေးပို့ရမှာဖြစ်တယ်လို့ငွေကြေးဆိုင်ရာစုံစမ်းထောင်လည်ရေးတပ်ဖွဲ့ FIU ဒုတိယတပ်ဖွဲ့မှရဲမှူးကြီးဂျုံဝင်းသိန်းကဆိုပါတယ်။ဩဂတ်လ22ရက်နေ့ကရန်ကုန်မြို့ကုန်တယ်ဆက်မှုအသင်းချုပ်မှပြုလုပ်တဲ့ ငွေကြေးခဝါချမှုတိုက်ဖြတ်ရေးဆွေးနွေးပွဲမှာရဲမှုကြီးကပြောကြားခဲ့တာဖြစ်ပါတယ်။ဒီလိုပြောကြားခဲ့ရမှာသိန်းတထောင်ထက်ကျော်တဲ့ရောင်းဝယ်မှုတွေအလုံးကိုတည်င်းပို့ဖို့တာဝန်ရှိရလို့ဆိုပြီးဘလို့ပဲရရဘလို့ပဲအခွန်ဆောင်ဆောင်ရထားတဲ့ငွေက crime ကရတာမဟုတ်ဘူးဆိုတာဖော်ပြဖို့တာဝန်ရှိပြီးသူ့ရဲ့ဝယ်ယူမှုအတွက်အခွန်ဆောင်တာကအခွန်ဘက်ကမှန်ပေမဲ့ မန်နီလောင်ဒရင်းကတော့အထူးဥပဒေဖြစ်တဲ့အတွက်ကြံတဲ့ဥပဒေတွေကိုကျော်လွန်တယ်လို့ဆိုပြီးဒီငွေတွေကဘယ်ကနေရသလဲဆိုတာစစ်ဆေးခံရတဲ့သူမှဖော်ပြဖို့တာဝန်ရှိပါတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌဥက္ကင်မောင်တန်းက FIU ကဝေကြေးခွာချမှုတွေဟာအိမ်ချမ်းမြေရောင်းဝယ်မှုတွေကနေစီးဝင်တယ်လို့ပြောကြားခဲ့ပေမဲ့၎င်းတို့အနေနဲ့နိုင်ငံတော်ကိုသိစာရှိကြောင်းနဲ့အိမ်ချမ်းမြေအဖွဲ့တွေကြောင့်စီးဝင်တာမဟုတ်ဘူးဆိုတာကိုအာမခံကြောင်းပြောဆိုခဲ့ပါတယ်။